အရှင်ဘုရားနတ်ပြည်ကိုသွားခြင်းဘလို့ကုသိုလ်တွေလုပ်ရတာလဲဘုရားအင်္ဂုတ္တရနိကာယပါဠိတော်ဒုက္ခနိပတ်အဓိကရဏဝတ်မှာပုံနာတယောက်ကမျက်စွာဘုရားကိုအရှင်ခေါ်တယ်မှာဒီလောကမှာတချို့သောတတ္တဝါတွေဟာခန္ဓာကိုယ်ပျက်စီးပြီးသေဆုံးပြီးတဲ့နောက်မှာကောင်းတဲ့လာရဖြစ်တဲ့နတ်ပြည်ကို ရောက်ကြရတယ်။ဘာကြောင့်ပါလဲလို့ရှောက်ထားတဲ့အခါမြတ်စွာဘုရားကပုံနာတရားတဲ့အကျင့် ညီညွတ်တဲ့အကျင့်ကိုကျင့်သုံးခြင်းကြောင့်ဖြစ်တယ်လို့မိန့်တော်မူခဲ့ပါတယ်။အင်္ဂုတ္တရအနိကာယအထကတာဒုက္ခနိပတ်အဓိကရဏဝကဝန္နနာမှာတရားတဲ့အကျင့်ညီညွတ်တဲ့အကျင့်ဆိုတာသူတစ်ပါးအသက်ကိုတပ်ဖြတ်ခြင်းမှရှောင်ကျင်ခြင်းသူတစ်ပါးဥစ္စာကိုခိုးယူခြင်းမှရှောင်ကျင်ခြင်းကာမဂုဏ်တွေမှာမှားယွင်းစွာကျင့်ခြင်းမှရှောင်ကျင်ခြင်းမူသားစကားကို ပြောဆိုခြင်းမှရှောင်ကျင်ခြင်းကျမ်းတန်းတဲ့စကားကိုပြောဆိုခြင်းမှရှောင်ကျင်ခြင်း ဂုံးတိုက်တဲ့ဇကားကိုပြောဆိုခြင်းမှရှောင်ကျင်ခြင်းအကျိုးမရှိပြင်ဖျင်းတဲ့ဇကားကို ပြောဆိုခြင်းမှ ရှောင်ကျင်ခြင်းသူတစ်ပါးဥစ္စာကို မတရားလိုခြင်းနဲ့စိတ်အကြံမရှိခြင်းသူတစ်ပါးကိုပျက်စီးလိုတဲ့စိတ်အကြံမရှိခြင်းမှားယွင်းတဲ့အယူမရှိခြင်းဆိုတဲ့ကုသိုလ်ကံမြောက်ကြောင်းတရား၁၀ပါးတို့ပဲဖြစ်တယ်လို့ရှင်းပြထားပါတယ်။အင်္ဂုတ္တရအနိကာယပါဠိတော်အထက်ကနိဗ္ဗာန်ဒါနဝတ် ုံညာကရိယာဝတ္ထုတုံးမှာလဲဒါနနဲ့ပြီးတဲ့ပုံညာကရိယာဝတ္ထုသီလနဲ့ပြီးတဲ့ပုံညာကရိယာဝတ္ထုတွေကို အလွန်အကဲပြုလုပ်တဲ့သူဟာနတ်ပြည်ကို ရောက်ရတယ်လို့ဟောတော်မူထားပါတယ်။